မင်္ဂလာပါဝါတော့တို့ရှိတိုက်ရဲ့ဖောင်းတာပါအားလုံးသိကြတဲ့မတော်နဲ့ကဘာမှာနာမည်အကြီးဆုံးဘာကဆိုင်နိုင်ငံပေါင်း100ကျော်မှာဆိုင်ငယ်ပေါင်း2000လောက်ဖွင့်လှစ်ထားပြီးမိစဉ်တန်ပေါင်းများစွာသောလူတွေကိုဖက်စုဝန်ဆောင်မှုပေးနေတဲ့ဘာကဆိုင်မတော်နဲ့ရဲ့အောင်မြင်မှုအဓိကတော့ချက်တွေထဲမှာတင်ရရွေးချယ်မှုမဟာဗျူဟာကအဓိကကြတဲ့အခန်းခဏမှာပါဝင်ပြီးတင်ရရွေးချယ်မှုဟာရိုးရိုးဘာကရောင်းတာထက်ပိုပါတယ် မတ်တော်နယ်ရဲ့တီထောင်သည်ဒရေးခရော့ရဲ့ဗနာဘေးအကြံတူဖြစ်တဲ့ဟန်ရီဆန်နီကပြောခဲ့တဲ့နာမည်ကြီးစကားတခုရှိပါတယ်။မင်းတို့ကခမာကလုပ်ငန်းလုပ်နေတာမဟုတ်ပါဘူး။အင်ဆန်နီလုပ်ငန်းလုပ်နေတယ်ဆိုရပါပဲ။မတ်တော်နယ်ရဲ့ဆိုင်ရဲတွေကိုခွင့်လွှတ်တဲ့အခါဆိုင်ဝဲအများစုကတီဆောင်ဝဲမီနီယာနဲ့အဆောက်အုံတွေကိုကိုယ်တိုင်ဝယ်ပြီးမှ franchise လုပ်ကန်တဲ့လူတွေပြန်လည်နှားရင်းခြင်းပဲဖြစ်ပါတယ်။ဒီလိုလုံချင်းအဖြစ်မတ်တော်နယ်ကနေရာကောင်းကမြေတွေကိုထိချုပ်ထားပြီး franchise တွေစီက franchise ကနေပုံမှန်ရရှိနေတာဖြစ်ပါတယ်။ နေရာကဖျက်ချကြတဲ့နေရာတွေကိုရွေးချယ်ခြင်းကမက်ဒိုနယ်ရဲ့ business model နဲ့ real estate strategy နှစ်ခုလုံးအခြေခံအုံးကြီးဖြစ်တာကြောင့်ကုမ္ပဏီကြီးတစ်ခုလုံးရဲ့ဗန်နာရေးကိုခိုင်မာလာစေပြီးအလွန်ကြီးမားတဲ့ကမ္ဘာ့အင်တာနက်ပိုင်ရှင်တဦးဖြစ်လာခဲ့ပါတယ်။ဒါကြောင့် Wikro ဟာရေရိုးဘာကာဆိုင်ပိုင်ရှင်မဟုတ်ပဲဘာကာလုပ်ငန်းကိုမြေကြီးနဲ့ညှို့ညံမှုနဲ့ပေါင်းစပ်ထားတဲ့မဟာဒီဝါကြောင့်အလွန်ထူးထပ်တဲ့စီးပွားရေးလုပ်ငန်းရှင်နဲ့မြေကြီးနဲ့ညှို့ညံမှုကောင်းတယောက်ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအနာဂတ်တစ်ခုမီနီမားစားသူရှိတိုင်းဒီအနာဂတ်ကိုထိဆောင်ကြပါစို့အားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်လည်ပြန်ဆုံပါမယ်ကျေးဇူးပါ